လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြခြင်းပါတယ်ပထမအဆုံးပြောခြင်းတဲ့ချက်ကတော့မိဆွေရဲ့တက်လန်းကြောင်ဟာဖြာထွက်နေတဲ့လမ်းကြောင်တွေရှိတယ်ဗျအဲ့လမ်းကြောင်တွေကအောက်ကိုဆိုက်တဲ့လမ်းကြောင်တွေလည်းရှိတယ်အပေါ်ကိုထောင်တက်နေတဲ့လမ်းကြောင်တွေလည်းရှိတယ်တချို့တလေမှာအဲ့ဒီလိုမျိုးပါပါတယ်အတက်လန်းကြောင်ဟာအကောင်းဆုံးပုံစံကတော့သေးသွယ်နှမ်းရှမ်းပြီးတော့ဒီဖြောင်းနှဲရှည်လျားတဲ့လမ်းကြောင်ပေါ့ဗျာ ဒါအကောင်းဆုံးအသက်လမ်းကြောင်းပုံစံပါအခုဒီလိုမျိုးအသက်လမ်းကြောင်းမှာအဖျားခွဲလမ်းတွေပါတယ် ਨੇ ပတ်သက်ပြီးပြောချင်ပါတယ်ဒီမှာပါတယ်လို့အသက်လမ်းကြောင်းမှာအဲ့ဒီလမ်းဖြားတွေပါမယ်ဆိုရင်အချိုးပေးကောင်းတယ်ဗျလက္ခဏာရှင်ရတဲ့ဘဝမှာအဆင်ပြေစွာနေထိုင်ရပါလိမ့်မယ်အဲ့ဒီလမ်းကြောင်းတွေကအပေါ်ကော့တက်နေမှာကောင်းမှာပါအဲ့လိုကော့တက်နေငွေကြေးဥစ္စာပန်းဆိုင်နေမယ်ပြည်စုံသူဖြစ်ပါလိမ့်မယ်ကံထောက်ကိုတည်တာစွာ ရရှိပါလိမ့်မယ်ဘဝမှာ ိုးအိမ်ချမ်းအဲ့ဒီလုပ်ငန်းတွေအကျိုးပေးမယ်အိမ်ချမ်းမြေလုပ်ငန်းတွေအကုန်လုံးအကျိုးပေးမယ်ဘဝမှာနေစရာတိုက်ရင်ကောင်းကောင်းရမယ်ကားစီးစရာစီးတော့ရင်ကားရွှေငွေပြေနာပြည့်စုံနေရပါလိမ့်မယ်အသက်ရှည်ရမယ်ကျန်းမာတန်ဆွမ်းမယ်အိုစာရာတိတာကောင်းပါမယ်တခုရှိတာကဒီလမ်းကြောင်းတွေကအပေါ်ဖြာတက်နေမှသာပူပြီး ြည့်စုံအောင်မြင်ကြိုးပမ်းမှာပါအဲ့ဒီလိုမှမဟုတ်ဘဲနဲ့လမ်းကြောင်းတွေကအောက်ဘက်ကိုကျွန်တော်တို့ခွဲပြီးကြာနေမကောင်းဘူးဗျဘလို့မကောင်းဘူးလဲဆိုတော့အဲ့ဒီလမ်းကြောင်းအသက်လမ်းကြောင်းရဲ့အတက်လမ်းလေးတွေဟာအောက်ကို site ဆင်းနေနော်အဲ့ဒီ site ဆင်းနေတဲ့အသက်ပိုင်းခြားကာလမှာမိတ်ဆွေအားအစ်မပြေမှုများစွာနဲ့ကြုံရပါလိမ့်မယ်ငွေကြေးတွေဆုံးရှုံးပါလိမ့်မယ်ကန့်ဆိုးပါလိမ့်မယ်ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကိုတော့မှဆုံးရှုံးပါလိမ့်မယ် ။ဒါပြီးအဲ့ဒီလိုမျိုးဖြစ်တဲ့ကာလအသက်အပိုင်းခြားမှာမိတ်ဆွေအနေနဲ့ကျမ်းမာရေးညံ့ဖြစ်ပါလိမ့်မယ်။အထူးသတိထားဖို့တော့လိုပါလိမ့်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျ။ဒီကံလန်းချောင်းပုံစံကိုကြည့်ပါ။ကံလွန်ကောင်းသူလို့ပြောလို့ရပါလိမ့်။ကံလန်းထိပ်မှာစိန်တုံးပုံသဏ္ဍာန်ပါပါလိမ့်။ကံလန်းချောင်းအာသာပါလိမ့်။နောက်ပြီးတော့အဲ့ဒီကံလန်းချောင်းကြီးကိုဘေးနားနဲ့အထောက်ကိုအရန်လန်းချောင်းတွေလည်းရှိတဲ့အတွက်ကြောင့်တောင်းတောင်းနဲ့အောက်ခြေကိုမကြောက်ဘူးတကယ်လို့ မိတ်ဆွေအနေနဲ့အဆင်မပြေရင်တော့မှအကန့်ချမာကကုညီထောက်ပံ့ပေးတဲ့အတွက်အတော်လေးပြည့်ပြည့်စုံသူဖြစ်ပါလိမ့်မယ်။ဂျိုးကုန်းလေးအားကောင်းရင်ပို့ပြီးတော့အကျိုးပေးအားကောင်းပါနဲ့။ငွေကြေးပြည့်ပြည့်စုံမယ်။ကံရဲ့ထောက်ပံ့ကုညီတွေရမယ်။ဒီလိုမျိုးကံလန်းကြောင်းပါပြီးတော့ဒီကံလန်းကြောင်းထိတ်တက်တဲ့မှာအဲ့လိုမျိုးလှန်သွားပုံသဏ္ဍာန်မျိုးရှိနေတယ်ဆိုရင်တော့မိတ်ဆွေဟာကံကြောင့်ပဲဘဝမှာကြီးပွားချမ်းသာကြွယ်ဝပါလိမ့်မယ်။ငွေကြေးကန်ထိကန်ကောင်းတဲ့ခဏခဏငွေကြီးရရှိမယ်။ ငွေကြေးကအကြောင်းမျိုးအကြောင်းရပါလိမ့်မယ်ဘဝမှာပြီးပြည့်စုံကောင်းမွန်ပါလိမ့်မယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်း ਨੇ မိတ်ဆွေရင်အင်းအောင်ကြမလားလူပြူကြီးအပြူကြီးဖြစ်မလားဒါဆိုရင်တော့မိတ်ဆွေရဲ့အင်းအောင်ရေးလမ်းကြောင်းကိုကြည့်ရပါလိမ့်မယ်အင်းအောင်ရေးလမ်းကြောင်းဆိုတာလက်တန်းဘေးနားလမ်းကိုပြောတာပါလက်တန်းအောက်ခြေဘေးနားလမ်းမှာပါလက္ခဏာပညာရာအိမ်တော်ကြောက်ဖို့အတွက်ဆိုရင်အိမ်တော်ရေးလမ်းကြောင်းဟာကောင်းမွန်ရှည်လျားပြီး အဖျားကအုပ်ကိုအနေငယ်ငှက်တရားရှိရပါမယ်။နှလုံးလမ်းကြောင်းကရောက်ရှိအသက်မှာအားကောင်းနေရမှာဖြစ်ပါတယ်။အသက်လမ်းကြောင်းအတွင်းရောက်ရှိအသက်မှာတန်ရုံးစင်လမ်းနဲ့ပါရပါမယ်။ကံလမ်းတမှုအောင်မြင်လမ်းခွဲခြင်းဒါမှမဟုတ်ထူးခြားချက်ရှိရပါမယ်။ဒီထပ်ပြောတဲ့လေးချက်ထဲကနေအနည်းဆုံးနှစ်ချက်လောက်နဲ့ညီအိမ်တော်ကြားတယ်လို့ပြောလို့ရပါတယ်။အခုဒီလက်ပုံစံကိုကြည့်ရပါဦးဗျ။အိမ်တော်ကြီးလက်ဟာအထက်ကိုအနေငယ်ကော့တဲ့အောင်ရှိတယ်။ ။အင်တော်ရင်နာထောက်ကော့နေတဲ့သူတွေဟာစိတ်ဆက်ပီးသားဖြစ်ပါစေ။မင်္ဂလာပွဲပြက်ပြီးဘာမှအင်တော်ကြမှာမဟုတ်ပါဘူး။လူပြိုကြီးပြိုကြီးဖြစ်နိုင်ပါလေ။အင်တော်ရင်လည်းကြောင့်အဲ့လိုမျိုးအထက်ကိုကော့တဲ့ရင်လူပြိုကြီးပြိုကြီးဖြစ်မယ်လို့တထစ်ချပြောလို့ရပါတယ်။နောက်ပြီးနှလုံးလမ်းကြောင့်ပေါ့ဗျာ။နှလုံးလမ်းကြောင့်မှာကြက်ချေကတည်းကျွန်းနေအဆက်တွေမှဲ့တွေပါတယ်။နှလုံးလမ်းကြောင့်ကလည်းအမြင်တွေနဲ့ပုံစံမကောင်းဘူး။ဒါဆိုရင်ပိုဆိုးတယ်ဗျာ။အချိန်မှမကြာခဏအသေးကွယ်တယ်။ အိမ်တော်ရင်းလန်းကလည်းအပေါ်ကော့တက်နေတဲ့အတွက်အိမ်တော်မကြနိုင်ဘူးအဲ့တော့အသေးကွဲတယ်အိမ်တော်မကြဘူးဒီလိုနဲ့ပဲအသက်ကြီးသွားမယ်လို့ပြောလို့ရပါလိမ့်နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါလိမ့်တချို့လူတွေရဲ့လက်ကဟောလို့မရအောင်ရှုပ်ထွေးနေတာရှိတယ်ဒါတွေကိုလက္ခဏာဆရာတွေကသေချာလက္ခဏာလမ်းကြောင်းတွေကိုကြည့်ပြီးဟောရပါတယ်အဲ့တော့လက္ခဏာလမ်းကြောင်းတွေရှုပ်ထွေးနေလို့ထူးခြားတာမျိုးထင်နေလားမသိဘူးကျွန်တော်လက္ခဏာကိုဘယ်သူမှ ဟောလို့အဆင်မပြေဘူးပြဆိုပြီးလာပြောတာရှိတယ်ဗျတကယ်လက္ခဏာရှုပ်ခွတာမကောင်းဘူးဗျအကျမ်းမြင့်ပြောရင်လက္ခဏာဆိုတာရှင်းရှင်းလင်းလင်းနဲ့သူ့တင်ဂီတာနဲ့သူ့အချိုးပေးတဲ့တင်ဂီတာအချိုးမပေးတဲ့တင်ဂီတာတွေထင်ရှားပါမှသာဟောလို့အဆင်ပြေတာပါလက္ခဏာရှုပ်ထွင်းရင်ဘဝပါရှုပ်ထွင်းတယ်လို့မှတ်လိုက်ပါရှုပ်ထွေးဖြစ်တော့တဲ့လမ်းလေးအလုံးဟာဥပ္ပလမ်းတွေပဲဖြစ်ပါလေဥပ္ပလမ်းတွေဟာသင်ဘောမှာမကြာခဏ ကြာရှုံးခြင်းကိုဖော်ပြပါတယ်ဒီလိုမျိုးရှုပ်ထွေးနေဥပလန်းပြင်ဥကောင်းနဲ့အာယုံကျော်အသက်ရှူစနစ်ပါရေရှည်မှာထိခိုက်စေပါတယ်ဒီလိုလူမျိုးတွေကနှလုံးအားနေတာအသက်ရှူကြတာအသက်ရှူမောတာအာယုံကျော်အားနေတာခဏခဏမူရမောတာဖြစ်တယ်ဗျာတွေးများတဲ့တဲ့အာယုံများတဲ့တဲ့ဒါတွေရှော့ချသင့်ပါတယ်မိတ်ဆွေလက္ခဏာမှာဒီလိုရှုပ်ထွေးနေရင်ပြောရမယ်ဆိုရင်တော့မကောင်းပါဘူးဒါပေမဲ့စိတ်ပူစရာမလိုပါဘူး ဘာသာရေးနဲ့ဖြည့်ဖြောက်လို့ရပါတယ်။တရားထိုင်ခြင်းကိုပုံမှန်တိုင်းပြုလုပ်ပေးပါ။ဒါဆိုရင်လက္ခဏာရှုပ်ပေမဲ့ကိုတွေ့ကြုံရမယ့်စိုးကျိုးတွေဒဇာတဲ့ဒဇပပျောက်သွားပါမယ်။ဒီလိုမျိုးလက္ခဏာဘလောက်ပဲရှုပ်ရှုပ်တရားနည်းနဲ့တော့ကုသလို့ရပါတယ်။နောက်ထပ်လမ်းပြောချင်တယ်ဗျ။တချို့လူတွေကအောင်မြင်လမ်းကြောင်းတွေဟာပြိုင်နှစ်ခုကိုတွေးရဆိုရဗျ။ပုံမှန်ပုံနမှာပါတဲ့အတိုင်းပြိုင်နေတတ်တယ်။ လက္ခဏာကျမ်းတွေကလည်းတစ်ခုနဲ့တစ်ခုအဲ့ဒီလိုမျိုးဆိုရင်အိဗယ်ဖွင့်ဆိုချက်လည်းမတူဘူးမှန်ပါတယ်ဒီလိုလမ်းကြောင်းပြိုင်နေခြင်းရဲ့အကျိုးအာဏိသင်လက်ပုံစံညံလမ်းကြောင်းပေါ်များစွာမူတည်ပါတယ်အသက်လက်ပိုင်းမှာတင်အောင်မြင်မှုများစွာရရှိတတ်ပါတယ်နေပဲနှုံးနှမျိုးသုံးမျိုးမှာအောင်မြင်ပြီးတော့နေမရကြော်ကြားသူတွေမှာလည်းတွေ့ရလိမ့်ရှိပါတယ်ငွေကမှာတော့တွေ့ရတာများလာပါလေသူသဖြင့်လူငယ်တွေမှာပါထိုးခြားချက်ကငွေဝင်လမ်းကြောင်းတစ်ခုတည်းမဟုတ်ပဲ နေဆုံးပဲဆိုနေရာဆုံးကနေငွေဝင်စေဖို့ဖန်တီးပြတာဖြစ်ပါတယ်။လက္ခဏာဆိုတာတကယ်တော့ကိုယ့်ရဲ့အပြုအမူကအပြောဆိုတိုင်းပေါ်လာတဲ့ပုံစံကိုပြပါတယ်။တရားမကောင်းတာတွေကြီးပဲဆွလုံးနေမကောင်းတဲ့လက္ခဏာလမ်းကြောင်းတွေပေါ်လာမှဖြစ်ပြီးကောင်းတာကြီးပဲတေချာလုပ်ရင်လည်းကောင်းတဲ့လက္ခဏာလမ်းကြောင်းတွေပေါ်သလိုပေါ့ဗျာ။အဲ့လိုမျိုးပဲခုခေတ်မှာစီးပွားရေးအခြေအနေကလောက်တစ်ခုတည်းနဲ့အဆင်မပြေတဲ့အတွက်ကြောင့်လူငယ်တွေကနှစ်မျိုးသုံးမျိုးလောက်လာရတယ်။အဲ့ဒီချိန်မှာပဲ မိတ်ဆွေရဲ့အောင်မြင်လက်ကြောင်းလည်းနှစ်ကြောင်းသုံးကြောင်းပေါ်လာတယ်ဝင်ဝင်လက်ကြောင်းတွေအများကြီးပေါ်လာတယ်ဒီလိုပါပဲဒါဟာပင်ကိုကန်တရားအရာကိုအောင်မြင်မှုလမ်းကြောင်းများစွာရဖို့အတွက်ဒါဟာကောင်းချီးပြည့်တဲ့သဘောပါပဲပင်ကိုကန်လည်းအလွန်ကောင်းတဲ့သူတွေပါဘသူထောက်ပံ့မှမလို့ပဲသူတို့ဘဝကိုအကောင်းဆုံးပုံစံတည်ဆောက်နိုင်တဲ့သူတွေပါလက်ပုံစံကောင်းညာလက်ကြောင်းကောင်းရင်ပိုကောင်းပါလေလက်ပုံစံနဲ့ညာလက်ကြောင်းမကောင်းဘူးဆိုရင်တော့ကံရဲ့ထောက်ပံ့ရနိုင်ပေမဲ့ဟိုမျိုးဒီမျိုးနဲ့ပဲရာမ ေချာမဖြစ်ပါဘူးဘယ်လမ်းကြောင်းရွေးရမလဲမသိရောင်းဝါးဝါးဖြစ်နေတတ်ပါလေတကယ်တော့လက္ခဏာဟာအသက်20ကနေလူတစ်ယောက်အသက်45ဝန်းကျင်ထိအပြင်းထန်လှုပ်ရှားပြီးအကျိုးပေးပါလေဒီချိန်ကာလဟာလူတစ်ယောက်အတွက်အသက်တက်တဲ့ခွန်အားရှိဆုံးအခြေအနေပါအသက်60ကျော်80ဝန်းကျင်တော့မတော့မိတ်ဆွေအနေနဲ့ကြည်လဲသိပ်ပြီးတော့အကျိုးမရှိပါဘူးတချို့ကတော့ထူးထူးခြားခြားအဲ့ဒီအပြင်ဝန်းကျင်ရောက်မှငွေကြေးငံထိကန်ကောင်းလာမျိုးတွေ ရှိတာမျိုးတော့ဖြစ်တတ်ပါတယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုတော့ပြောခြင်းနဲ့ဗျ။မိတ်ဆွေဟာဘဝမှာအခြေဦးနဲ့လွယ်တက်ပြီးအခြေအမှပျော်ရွှင်ပွဲလည်းမရှိအမြဲတမ်းစိတ်ညစ်နေရတဲ့အမှတ်အသားပြောခြင်းပါလေ။နှလုံးလမ်းကြောင်းပေါ်ကကြုံးမှတ်တာတန်ကွင်းဆက်ပုံစံနှလုံးလမ်းကြောင်းနဲ့နှလုံးလမ်းကြောင်းမှာခုလိုတန်ကွင်းဆက်တွေများနေရင်တန်ရုံးစင်တွေများတတ်ပါလေ။ဘဝမှာစိတ်ခံစားမှုလည်းကြီးမားတတ်ပါလေ။ထိခိုက်လွယ်တဲ့လူတွေပါ မနာလိုအတိုက်ခံရန်လည်းများတတ်ပါလေမေတ္တာရေးပိုင်းအားနည်းတဲ့လက္ခဏာပါနှလုံးနဲ့ကြောင့်မှာတန်ကိုယ်စက်တွေကြီးပဲဖြစ်နေတာတကယ်တော့လုံးဝမကောင်းပါဘူးဒါကြောင့်တစ်ဖက်သားပေါ်မှာမေတ္တာထားလုံးခြင်းကနေဒီလိုမျိုးလက္ခဏာသိမှသာပိုင်တော့ရှောင်ပါလို့ပြောခြင်းပါလေဘာဖြစ်လို့လဲသိင်အတွက်မကောင်းဘူးလို့ပဲရေပုံညာအဖြစ်ပြောပြရစီလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ